ဒီနေမြေထင်းရှုံမှုကြေပြန်းလာတဲ့ ULAA ကိုဟိုကုလသမဂ္ဂနဲ့ဒီနိုင်ငံတကာအတိုင်းဝိုင်းနောက်ဒီဘေးပတ်ဝန်းကျင်နိုင်ငံတွေကဟိုအတိမပြုပြီးတော့ဆက်ဆံဖို့ကြိုးစားလာတဲ့အချိန်နဲ့ဒီရှင်ကိတ်ပြီးတော့မှဟိုဒီလိုအာဒီနိုင်ငံရေးအောက်လုံးတွေဒီနိုင်ငံရေးအောက်လန်းကြီးတွေတုံးပြီးတော့ဟိုတိုက်ွက်ဖော်လာတာဖြစ်ပါတယ် စစ်ကောင်စီကရန်ကုန်မြို့မှာကြက်ပီလီယံတရာခန့်တန်ဖိုးရှိတဲ့မူရစ်စည်းဝါးတွေနဲ့အတူမူရစ်မောင်ကိုခိုင်းကိုဖမ်းမိတယ်ဆိုပြီးမတ်လ18ရက်နေ့ကထုတ်ပြန်ထားတာရှိပါတယ်။ပြီးတော့အဲ့ဒီမူရစ်မောင်ကိုခိုင်းကိုအရခတ်တက်တော် AA ရဲ့စီးပွားရေးတာဝန်ခံကစီမံနေတာဆိုပြီးတော့လဲဆွဆွဲထားပါသေးတယ်။အခုလိုပဲစေအုစုက AA အပေါ်မူရစ်စည်းဝါးနဲ့ပတ်သက်ပြီးမကြာခဏဆွဆွဲလေးရှိပါတယ်။ဒီဆွဆွဲချက်အပေါ်ရခိုင်မျိုးသားအဖွဲ့ချုပ် ULAAA ကတော့ မူရစ်ဆေးဝါးကိစ္စအေအေနဲ့လုံးဝမပတ်သက်ပဲစစ်အုပ်စုကစစ်ရှုံးနေတဲ့အချိန်မှာရှက်ရန်ရန်ထုတ်ပြန်တဲ့နိုင်ငံရေးတိုက်ခိုက်မှုဖြစ်တယ်ဆိုပြီးမတ်လ19ရက်နေ့မှာတုံ့ပြန်ထားပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ဆွဆွဲချက်နဲ့လက်ရှိစစ်ရေးအခြေအနေတွေအပေါ်အရခတ်တက်တော်အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်တုခါကို People's Spring ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။မင်္ဂလာပါ။အရင်ဆုံးမေးချင်တာကတော့ခုနကပြောထားသလိုပဲ စစ်ကောင်စီကရန်ကုန်မြို့မှာ AA ရဲ့စီးပွားရေးတာဝန်ခံနဲ့ဆက်ဆက်တဲ့မူရစ်စီးပွားတွေဖမ်းမိတယ်ဆိုပြီးဆွတ်ဆွဲထုတ်ပြန်ထားတယ်။ဒီဆွတ်ဆွဲချက်အပေါ်ဘာများထပ်ဖြည့်ပြီးတော့ပြောကြင်ပါသေးလဲ။အော်ဟုတ်ကဲ့ပါခင်ဗျာ။ဟိုစစ်ကောင်စီရဲ့ဒီအဆက်ဆွေချက်ကတော့ဟိုဒီဟာကတော့ကျွန်တော်တို့နဲ့လုံးဝပတ်သက်မှုမရှိပါဘူး။ဟိုစစ်ကောင်စီဘက်ကဒီအာဒီလိုမျိုး ULA အပေါ်မှာဒီမတရားအာဆက်ဆွေ လာတာကတော့အခုတကြိမ်သေးမဟုတ်ပါဘူးအရင်တုန်းကလည်းပဲသူတို့ဒီအာဓာတ်ရှောင်းနေပြီးတော့မှအခြေအမြစ်မရှိအာဆက်ဆွေးနေခဲ့တာဖြစ်ပါတယ်။အို့မြမပြီးမှဒီမူရီစေဝါကို ထိန်းချုပ်လောက်ကင်နေတာကဒီအကျဉ်ပြဲဒီ SAC အာထဲကဒီစစ်ဘုံချုပ်ကြီးတွေနဲ့ဒီသူရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ဒီပြည်သူစစ်အဖွဲ့တွေပဲဖြစ်ပါတယ်။အို့ခမရတော်လေးတွေ့မှာပဲเนาะကြားဖြန်းဆိုလဲအာသူတို့ဒီ အာစစ်ကောင်စီကစစ်ဖို့ချုပ်တွေပဲအာလုံနေကြတာပဲဟိုမူရင်းစေဝါဆိုလဲသူတို့ပဲအာဒါထိန်းချုပ်လောက်ကင်နေကြတာပဲဆိုတော့မြန်မာပြည်မှာဒီမကောင်းမှုဒုစရိုက်ဟုတမျှကိုဟိုစစ်ကောင်စီကထိန်းချုပ်ထားတဲ့နေရာတွေမှာဟောသူတို့ဒီစစ်ကောင်စီကဗိုလ်ချုပ်ကြီးတွေကဒီထိန်းချုပ်လောက်ကင်နေကြတာပဲဖြစ်ပါတယ်ဟိုဒါကြောင့်မို့လို့ဒီကိစ္စတွေကဒီကျွန်တော်တို့နဲ့လုံးဝဟိုဆက်ဆက်ပတ်သက်မှုမရှိပါဘူး ဟုတ်ကဲ့အရင်ကလည်းအခုလိုပဲဆွဆွဲလေးရှိတယ်ဆိုပေမဲ့ဘာကြောင့်မို့နော်အခုအချိန်မှာစစ်ကောင်စီကအေအေကိုထပ်ပြီးတော့ဆွဆွဲတိုက်ခိုက်တယ်လို့သုံးသပ်ပါလဲဟိုတစ်ဖက်မှာဒီစစ်ကောင်စီဟာသူ့ရဲ့ဒီတိုက်ရင်တမ်းမဒီ viewer စခန်းတွေဟိုနေမြေတွေတစ်ခုပြီးတစ်ခုဆုံးရှုံးလာတဲ့အချိန်မျိုးမှာဒီနေမြေထိန်းချုပ်မှုကြေပြန့်လာတဲ့ ULAA ကိုဟိုကုလသမဂ္ဂနဲ့ဒီနိုင်ငံတကာအတိုင်းဝိုင်း နောက်ဒီဘေးပတ်ဝန်းကျင်နိုင်ငံတွေကဟိုအတိမပြုပြီးတော့ဆက်ဆံဖို့ကြိုးစားလာတဲ့အချိန်နဲ့ဒီရှင်ကိတ်ပြီးတော့မှဟိုဒီလိုအာဒီနိုင်ငံရေးအောက်လုံးတွေဒီနိုင်ငံရေးအောက်လန်းကြီးတွေတုံးပြီးတော့ဟိုတိုက်ကွဲဖော်လာတာဖြစ်ပါတယ်။ဟိုဒါကြောင့်မို့လို့ဟိုဒီကိစ္စကကျွန်တော်တို့နဲ့ဘာမှဆက်ဆက်ပတ်သက်မှု မရှိပါဘူး။ဟိုသူတို့ဆွတ်ဆွေရှက်ထင်းမှာဖော်ပြထားတဲ့ဟိုနှမ်းမြေတွေကိုလည်းပဲအာကျွန်တော်တို့မသိပါဘူး။ ဟုတ်ကဲ့ရှင်စစ်ကောင်စီကရခိုင်ပြည်နယ်တွင်းအတိုက်ပွဲတွေမှာဆိုရင်လေ AAO စစ်ရှုံးပြီးနေမြေရီဇက်တိုက်လက်လွတ်နေရတာဆိုတော့အခုနောက်ဆုံးကြံတဲ့သုံးမြို့နယ်တွေကဒီလက်တလောစစ်တွေနဲ့ကြောက်ဖြူမှာဖြစ်နေတဲ့တိုက်ပွဲအခြေအနေတွေကိုလည်းပြောပြပေးပါအောင်ရှင်။အော်ဟုတ်ကဲ့ပါခင်ဗျာ။ဒီအာရခဒေတာထေကဒီတိုက်ပွဲရှင်တွေကတော့ဒီစစ်တွေဖက်မှာဆိုလို့ရှိရင်ဒီစစ်တွေနဲ့ပုံနာကျွန်းအစပေါ့နော်ဒီဝါဘိုကြီးရွာအာပတ်ဝန်းကျင်နေရာတွေမှာ ဟိုအပြန်လှန်ပြစ်ခတ်မှုတွေကတော့ဟိုဆက်ပြီးတော့ရှိနေပါတယ်ဟိုစစ်ကောင်စီဘက်ကတော့သူတို့ဒီလေကြောင်းနဲ့ဒီလက်နေကြီးအပြစ်ခတ်မှုတွေဟိုတောက်လျှောက်ရှိနေပါတယ်ဟိုကြောက်ဖြူဘက်မှာတော့ဒီအာတညာဝတီရေဒတ်စခန်းနဲ့ဒီဆက်ဆက်တဲ့အာပတ်ဝန်းကျင်ကဟိုကျေးရွာတွေမှာဟိုတိုက်ပွဲတွေအာဆက်လက်ပြီးတော့ဖြစ်နေတာရှိပါတယ်လက်ရှိမှာအာရခတက်တော်အနေနဲ့ ရခိုင်ပြည်နယ်အပြင်ဒီတခြားဘေးဒေသတွေမှာတိုက်ပွဲတွေပေါ်ဆောင်နေပါသေးလဲ။ Oh now တိုက်ပွဲအာဖြစ်နေတဲ့နေရာတွေကတော့ဒီပဲခူးတိုင်းခေးကဒီပထောင်မျိုးနေဒီပကံကွေးရွာနဲ့ဒီညောင်ကျိုးကြီးရွာပတ်ဝန်းကျင်တဝိုက်မှာဟိုတိုက်ပွဲတွေအာအပြင်းထန်ဆက်လက်ပြီးတော့ဖြစ်ပွားနေတာရှိပါတယ်။ဟိုပြီးလို့ရှိရင်ဒီအေယာဝတီတိုင်းနဲ့ဒီရခိုင် အဆက်ကနေရာတွေပေါ့နော်အထူးသဖြင့်ဒီအေယာဝတီတိုင်းတာပေါင်းမျိုးနေထေးကနေရာတချို့မှာဟိုတိုက်ပွဲတွေဆက်လက်ပြီးတော့ဟိုဖြစ်ပွားနေတာရှိပါတယ်။နောက်ပြီးလို့ရှိရင်ဒီမကွေးတိုင်းထေးမှာဆိုလို့ရှိရင်ဒီအာရခိုင်ဒီမကွေးတိုင်းနဲ့ဒီရခိုင်အဆက်ပေါ့နော်ဒီရခိုင်ရိုးမာရဲ့ဆင်ချေချိုးအာနေရာတွေမှာ တိုက်ပွဲတွေအာဆက်လက်ပြီးတော့အာဖြစ်နေတာရှိပါတယ်။ဟုတ်ကဲ့ပါအခုလို People Spring ရဲ့မေးမြန်းမှုကိုအချိန်ပေးပြီးဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။